မင်္ဂလာပါရှင်။ရာကုန်ခေတ်ရဲ့မနက်ခေတ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်တေဘော့ပိုးစစ်ကောင်စီတပ်စခန်းကို KNL ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလံပြူထောင်လက်နက်ချပါတယ်။မင်းအောင်လိုင်းအပါအဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုခဲ့တဲ့စစ်လော်ဘီဇော်ဖုံးဟင်းကိုစစ်ကောင်စီတပ်ကပြန်ဖမ်းတဲ့သတင်းပါဝင်ရာကုန်ခေတ်ရဲ့မနက်ခေတ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကရင်ပြည်နယ်မြရီမြို့နယ်ထိုင်းမြန်မာနယ်စပ် တေဘော့ဘိုးစစ်ကောင်စီတက်စကန်ကို KNL ပူပေါင်းတပ်တွေကမနေ့ကညနေပိုင်းမှာတင်ပိုက်ရရှိသွားပြီလို့စေရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဇွန်လ2ရက်နေ့ကနေစတင်ပြီးစစ်ကောင်စီရဲ့တေဘော့ဘိုးစကန်ကို KNL ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာမနေ့ကအထိတိုက်ပွဲအလွန်ပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီကလေရင်တွေတောက်လျှောက်ဆိုသလိုဘုံကျဲခုခံခဲ့ပေမဲ့လည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အလံပြူထောင်းလက်လက်ချသွားပြီလို့စေသတင်းမြစ်ကပြောပါရယ်အဲ့ဒီတေဘော့ဘိုတက်စကန်ကိုတော်လဲတက်တွေကရရှိသွားပြီဖြစ်တဲ့အတွက်ထိုင်းမြန်မာနယ်စပ်မှာဥက္ကဋ္ဌဝေါ်လီပြူဟာကိုတီတယ်လက်စကန် ठी ကပလဲစခန်းတို့သာကြံတော့တယ်လို့လည်းသိရပါဗျ။ KNU ကမတ်လ April လနဲ့ May လအတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပိုလို့တူ ခလက်တဲ့တခေါ်ဘီခွေ မော်ဖာသူစခန်း တာလဲစခန်းများမဲလာဘလက်တို့မော်ခေဘရစ်နောင်စခန်းကောကနယ်လေးစခန်းနဲ့ရွှေအေးမြိုင်တက်စခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်ယူနိုင်ခဲ့တာဖြစ်ပြီးဇွန်လ3ရက်နေ့မှာတော့တေပေါ့ဘိုးစခန်းကိုရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတခါမှာတော့မင်းအောင်လိုင်းအပါအဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုခဲ့တဲ့စစ်လော်ဘီဇော်ဖုံးဟင်းကိုဆက်သွယ်ဥပဒေတင့်မောင်ကိုမို့လက်နက်မှုလိုင်စင်မဲ့ကာရောင်းဝယ်မှုတွေနဲ့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်တယ်လို့ပြည်ဦးရင်ရဲအတိုင်းဝန်းကပြောပါရယ်ပြည်ဦးရင်မှာနေထိုင်တဲ့စစ်လော်ဘီဇော်ဖုံးဟင်းကို ဇော်လာနှစ်ရက်နေကဝင်ရောက်ဖမ်းဆီးသွားခဲ့တာလည်းဖြစ်ပါတယ်စစ်လော်ဘီဇော်ဘုံဟင်းဟာမေအွန်လိုင်းအပါဝင်စစ်အရာရှိကြီးတွေကိုဆဲဆိုခဲ့တဲ့အတွက်ရန်ကုန်တိုင်းဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်ရဲစခန်းမှာဆက်သွယ်ရေးဥပဒေပုံမှန်66ကနေ မောက်မတနဲ့စစ်တပ်ထောက်ခံသူမိုးမိုးခိုင်ဆိုသူကမေလ9ရက်နေ့မှာအမှုဖွင့်ခဲ့တယ်လို့လည်းသိရပါဗျ။ရန်ကုန်အခြေစိုက်မပတာအတိုင်းဝမ်းပြောတာကတော့ဇော်ဖုံးဟင်းကိုဆက်သွယ်ရေးဥပဒေတင်မောင်ကုံမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုတွေနဲ့အမှုတပ်ဖမ်းဆီးထားတာဖြစ်ပြီး သူ့ကိုပြန်လွတ်ပေးရတဲ့မမတာဦးဆောင်သူချို့ကစစ်တပ်နဲ့ညှိနှိုင်းနေရလို့လည်းပြောဆိုကြပါဗါတယ်။အဲဒီလိုဖမ်းဆီးမခံရခင်မှာဇော်ဖုံးဟင်းကစစ်လော်ဘူတွေဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နဲ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်တနာကျော်အပါအဝင်သခိုင်းနဲ့မန္တလေးကိုတွားရောက်ခဲ့ပါတယ်ရှင်။ မန္တလေးရတရင်တပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းချံမြို့နယ်မှာ PDF gate ကိုလာရောက်တိုက်ခတ်တဲ့အကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သား20ဦးထက်မနည်းဟာသေသွားတယ်လို့အညာဒေသတော်လှန်အင်အားစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့မနေ့6နိုင်ခွဲလောက်မှာ မြင်းချံမြို့နယ်လက်သက်ပြူရွာကစစ်သားနယ်ပြူစောတိတွေပူပေါင်းထားတဲ့အင်အား9စက္ကန့်ပါတဲ့စစ်ကြောင်းဟာတွင်းဖို့ရွာနီးက PDF တပ်ဖွဲ့ဂိတ်ကိုတွားရောက်ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိတွေ့တိုက်ပွဲတနေကုန်နီးပါးဖြစ်ပါခဲ့ပြီးစစ်သားနယ်ပြူစောတိ20ဦးထက်မနည်းဟာသေသွားခဲ့တယ်လို့ PDF ရဲဘော်တို့လည်းကြာဆုံးခဲ့ရပြီး6ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ကချင်ပြည်နယ်တိုင်းတဘုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာနီစုပန်ကျွာကကြောက်မြက်လောက်ကမှာရန်ကိုတော်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလုတ်သားနှုတ်ဟာတေဆုံးက၁၀ခန့်ဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတွေကပြောပါရယ်ဇွန်လ၃ရက်နေ့မွန်းလွဲ့တနင်္လာနေ့လောက်မှာ ဖားကန်မြို့နယ်မှော်စီစာအနီးစုပန်ကျေးရွာကကြောက်မြက်လောက်ကမှာရန်ကိုတော်မီးတော်ပောက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီပောက်ကွဲမှုကြောင့်လောက်သားနှုတ်ခန့်တေဆုံးခဲ့က၁၀ဦးခန့်ဒဏ်ရရှိခဲ့လို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီကိုတော်ပောက်ကွဲမှုဟာစစ်ကောင်စီတပ်ကအသေးခံ drone နဲ့ရန်ကိုတော်ကိုဖောက်ခွဲတိုက်ခတ်ခဲ့လို့လည်းပြောဆိုချက်တွေရှိသလိုဖားကန်တပ်မကုန်းကနေလက်လက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ရန်ကိုတော်ထိမှန်ပောက်ကွဲတာဆိုပြီးပြောဆိုနေကြတာလည်းရှိနေတယ်လို့လည်းဒေသ ခံပြည်သူတွေကပြောပါရယ်ဒါအပြင်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့မေလ31ရက်နေ့နဲ့ဇွန်လ3ရက်နေ့တို့ကလည်းဖားကန့်မြို့နယ်လုံကင်ကျေးရွာအုပ်စုမော်စီစာလောက်ကက111 13လုံးကုမ္ပဏီပိုင်ကားတွေနဲ့ကြောင်မြက်လောက်ကအဆောက်အုံတွေကိုဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ်ရှင် ဒီတစ်ခါမှာတော့ပဲခူးတန်သာရီမြို့နယ်ကဂုံမင်းမြန်ဝါရှင်အထက်ကျုပ်ဆက်ယုံမှာလောက်ခလစာတိုးမြင့်ပေးဖို့တောင်းဆိုခဲ့တဲ့အမျိုးသားဝန်ထမ်းတွေကို မန်နေဂျာတွေကစစ်မှုထမ်းခိုင်းဖို့စစ်တပ်ကိုခေါ်ဖမ်းခိုင်းမယ်ဆိုပြီးချင်းချောက်ပြောဆိုနေရလို့လဲဆက်ယုံဝန်ထမ်းတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်မေလ31ရက်နေ့ကသာရီမြို့နယ်ကဂုံမင်းမြန်ဝါရှင်အထက်ကျုပ်ဆက်ယုံမှာဆက်ယုံလောက်သား3000ကျော်ကအ ਨੇ စုံတရက်လောက်ခ ငွေကျပ်12000ကျပ်နဲ့ရပ်မန်ကျေးငွေကျပ်6000တိုးပေးဖို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတောင်းဆိုမှုတွင်ဆက်ယုံဘက်ကတရက်လောက်အားကအဖြစ်လစာကိုတိုးပေးခြင်းမရှိဘဲရပ်မန်ကျေးသာတိုးပေးမယ်လို့အကြောင်းပြန်လာတယ်လို့လည်းဆက်ယုံဝန်ထမ်းတွေကပြောပါတယ်။ အဲ့ဒီလိုရမန်ကြီးတိုးပေးတာကိုလက်မခံရင်လေစစ်တပ်ခေါ်ပြီးအမျိုးသားဝန်ထမ်းတွေကိုစစ်မှုထမ်းဖို့ဖန်ဆီးခိုက်မယ်လို့စစ်ရုံမန်နေဂျာတွေကထပ်မံချင်းချောက်ပြောဆိုခဲ့လို့လည်းသိရပါဗါတယ်။အဲ့ဒီလိုချင်းချောက်ပြောဆိုတာဟာမူလလစာရမန်ကြီးနဲ့အလုပ်လုပ်ရမယ့်သဘောမျိုးတက်ရောက်နေရလို့လည်းစစ်ရုံဝန်ထမ်းတို့ကပြောပါဗါတယ်။ ဂုံမင်းမြန်ဟွာရှင်အထက်ချုပ်ဆက်ယုံမှာဆက်ယုံလုတ်သား3000ကျော်ရှိနေပြီးတရက်လောက်ခငွေကျပ်4800နဲ့ရက်မှန်ချင်းငွေကျပ်2000သာရရှိရလို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတန်ကမ့်ဘလူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ့အုပ်ကိုတပ်ဖြတ်ပြီးခလင်းငယ်တွေအပါအဝင်ပြည်သူ16ဦးကိုဖမ်းဆီးထားတယ်လို့ကျုံးလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ကမ့်ဘလူမြို့နယ်ချက်တင်တိုက်နယ်အတွင်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းဟာ ကံကြီးရွာအနောက်ကုန်းကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးအသက်40ရွယ်ကိုသိန်းထွေးနဲ့အသက်20ရွယ်ကိုဇေယျထွန်းတော်နှစ်ဦးကိုတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်အသက်9နှစ်10နှစ်နဲ့12နှစ်အရွယ်မင်းကလေးငယ်3ဦးအပါအဝင် ပြည်သူ16ဦးကိုဖမ်းဆီးသွားပြီးလက်ရှိအချိန်ထိပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။အဲ့လိုကံဘလူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကစစ်ကြောင်းလေးကြောင်းခွဲကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ၁၄ရွာက ပြည်သူတထောင်ခန့်ဟာစစ်ပေးတင်းဆောင်နေရပြီးမိုးရင်ကာလဖြစ်တဲ့အတွက်အမိုးအကာဆတ်တောက်ကုန်နဲ့အခြေခံဆေးဝါးတွေအဓိကလိုအပ်နေရလို့လဲကျုံးလာတက်ကြွလှုံရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။